မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသော နေ့သည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်။သာရဖျားထံတော်ဘာမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်။ဒီမိနစ်မှာယေရှုတော်အဖြစ်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်တမန်တော်ဝုဒ္ဓခန်းကြီး16အပိုင်းငယ်20ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်။ထို့သောသခင်ဖျားဤသာသနာတော်သည် တကိုးနှင့်တိုးပွား၍အောင်မြင်လေ၏။ ီကျမ်းပိုက်လေးကအင်မတန်စိတ်ဝင်စားစရာကောင်းပါတယ်တခင်ဖျားရဲ့သာသနာတော်ကတိုးပွားတယ်လို့ပြောပါတယ်တကူအားဖြင့် အောင်မြင်တယ်လို့ပြောပါတယ်တိရာစုခေတ်ကာလကနဦးအသင်းတော်တွေဟာတကူနဲ့အောင်မြင်ပြီးတော့မှလူဦးရေတိုးပွားမှုရှိတယ်ဆိုတာကိုတွေ့ရပါတယ်ဒီနေ့ခေတ်ထိသင်းတော်တွေအောင်မြင်ဖို့ရန်အတွက်စိန်ခေါ်မှုတွေများစွာရှိပါတယ်လူဦးရေများပြားတဲ့အသင်းတော်တွေရှိတယ်လို့လူဦးရေနေပါသွားတဲ့အသင်းတော်တွေရှိတယ် ချိတ်ပိတ်သွားကြတဲ့အသင်းတော်တွေရှိတယ်။ဘလို့ပဲဖြစ်ဖြစ်စေ အောင်မြင်တဲ့သာသနာ လုပ်ငန်းတွေဖြစ်ပေါ်လာဖို့ရန်အတွက်ဘုရားသခင်ရဲ့နီလန်းကိုကျွန်တော်တို့သိပြီးတော့မှလှုပ်ဆောင်ဖို့ဖြစ်ပါတယ်။ဒီနေရာမှာ သခင်ဘုရားရဲ့သာသနာတော်ကတကူအပြင်အောင်မြင်တယ်လို့ပြောတော့အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေတွေ့ပါတယ်။အောင်မြင်မှုကိုဘလို့တိုက်တာလဲဆိုတာကိုကြည့်တဲ့အခါမှာဒီမှာရှင်ပေါလုလို့ဆိုလို့ရှိရင်သူတို့ရဲ့ပဝါးတွေ၊ကပန်းတွေပေးလိုက်တာနဲ့ အဲ့ဒီပဝါကပန်းအဖြစ်အနာရောဂါရှိတဲ့သူတွေအနာပြောက်တဲ့နတ်ဆိုးတွေတောင်ထွက်တယ်လို့ပြောပါတယ်အဲ့လောက်ထိဘုရားသခင်ရဲ့တကူတော်အဖြစ်လှုပ်ဆောင်တဲ့အရာတွေကို တွေ့ရပါတယ်ပြီးတဲ့ခါမှာနတ်ဝိဇာဆရာတွေပြောင်းလဲတယ်ပြီးတော့သူတို့ပိုင်ဆိုင်မှုတွေရောင်းပြီးတော့မှလာရောက်လှူဒန်းကြတာတွေလည်းတွေ့ရပါတယ်အင်မတန်မှခိုင်မာပါတယ်ဆိုတဲ့ဒီလိုနဝိစာဆရာအတက်ပညာကိုတက်ကြတဲ့သူတွေကပင်လေ ပြောင်းလဲတာတွေ့ရလို့ဒါဟာ ဘလို့နီးနေမှ လူအားဖြင့်မဖြစ်နိုင်ဘူးတရှင်သောဝိညာဉ်တော်လှုပ်ဆောင်ချက်သာဖြစ်တယ်ဆိုတာတွေ့ရတယ်နောက်တစ်ခုကတော့ယုံကြည်သောသူတွေကလည်းသူတို့အပြစ်တွေကို လာရောက်ပြီးဖော်ပြဝန်ချတောင်းပန်ကြတယ်ဆိုတာကိုလည်းတွေ့ရပါတယ်ဒါကြောင့်သာသနာတော်ရဲ့အောင်မြင်ခြင်းကိုတိုင်းတာတဲ့နေရာမှာဒီအချက်၃ချက်ကိုကျွန်တော်တွေ့ပါတယ်ပထမတစ်ချက်က ပေါလုလိုမျိုးဖျားအုံပြုတဲ့ပုံကိုယ်တွေရဲ့ပဝါတွေကပန်းတွေကပင်လေ နာယောဂငိမ့်စီလောက်အောင်နတ်ဆိုးတွေထွက်လောက်အောင်ဘုရားသခင်အသုံးပြုခြင်းခံရတယ်။လူပုပ်ကိုမပြောနဲ့သူတို့အသုံးဆောင်ပစ္စည်းတွေမှာတော့ဘုရားသခင်ကအသုံးပြုတယ်။နောက်တစ်ခုကအင်မတန်မှ ခိုင်မာပါတယ်ဆိုတဲ့နဝိဇာဆရာတွေပင်လင်ပြောင်းလဲပြီးတော့မှသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုလာရောက်ပြီးလှူဒန်းတဲ့အထည်ဖြစ်တယ်ဆိုတာတွေ့ရတယ်။နောက်တတရတစ်ချက်ကယုံကြည်လာတဲ့သူတွေကလည်းသူတို့ရဲ့အပြစ်တွေကိုဝန်ချတောင်းပန်ကြတယ်ဆိုတာကိုတွေ့ရတယ်။ဒါကအ သာသနာတော်ရဲ့အောင်မြင်မှုတွေဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်ဒီနေ့ခေတ်အသင်းတော်တွေအောင်မြင်ဖို့ဒီနေ့ခေတ်အသင်းတော်တွေတိုးပွားဖို့ရန်အတွက်ဘုရားသခင်လှုပ်ဆောင်ချက်လိုပါတယ်အမှုတော်ဆောင်တွေကိုနှိုက်ကိုကဘုရားခင်ဝိညာဉ်တော်တကူအားဖြင့်နတ်ဆိုးတွေကိုနှင်ထုတ်နိုင်ခြင်းအနာရောဂါတွေငြိမ့်စေခြင်းအမှုတွေကိုဆောင်ရွက်ဖို့လိုသလိုယုံကြည်သူတွေကိုနှိုက်ကလည်းမိမိအပြစ်တွေကိုပေါ်ပြဝန်ချဆွန့်ပစ်တော်သူတွေဖြစ်ဖို့လိုပါတယ်နောက်ပြီးတော့ တခြားယုံကြည်ကိုးကွယ်မှုကိုဥဆောင်တဲ့သူတွေပင်လည်းပြောင်းလဲလာတဲ့လက္ခဏာတွေကိုတွေ့မြင်ရပြီးသူတို့တွေကဘုရားသခင်အတွက်ဆက်ကပ်လာကြပြီဆိုရင်ဒါဟာအောင်မြင်မှု၊노ထားမှု၊တိုးပွားမှုရဲ့လက္ခဏာဖြစ်တယ်ဆိုတာကိုသိရပါတယ်။ကျွန်တော်တိုင်းပြည်မှာလည်းဒီလိုမျိုးဖြစ်လာဖို့ရာအတွက်ကျွန်တော်မျှော်လင့်ပြီးတော့မှအမှုတော်ကိုထမ်းရွက်ကြရမှာဖြစ်ပါတယ်။အမှုတော်ဆောင်တိုင်းဘုရားသခင်ဝိညာဉ်တော်တကိုးနဲ့ပြေဝပြီးနမိတ်လက္ခဏာနဲ့ ဟောပြောနိုင်ဖို့လိုပါတယ်။ယုံကြည်သူတိုင်းလည်းမိမိအပြစ်တွေကိုစွန့်ပစ်ပြီး သခင်ဖျားနောက်တော်ကိုလိုက်ဖို့လိုပါတယ်။ပြောင်းလဲဖို့ခက်ပါတယ်ဆိုတဲ့ဘာသာရေးခေါင်းဆောင်တွေသူတို့တွေကိုယ်၌ကယုံကြည်ပြောင်းလဲလာဖို့ရန်အတွက်လိုအပ်ပါတယ်။အဲ့လိုမျိုးဖြစ်လာဖို့ရန်အတွက်ကျွန်တော်တို့အစွမ်းအားဖြင့်တော့တတ်နိုင်မှာမဟုတ်တဲ့အတွက်တန်ရှင်သောဝိညာဉ်တော်ရဲ့မာဇာမှုနဲ့အတူကျွန်တော်တို့သာသနာတော်ကျွန်တော်တို့ရဲ့အသင်းတော်လုပ်ငန်းတွေ ကျွန်တော်တို့ရဲ့မြန်မာပြည်ကြီးနိုးထလာဖို့ရအတွက်တကိုယ်တော်မဆခြင်းအားဖြင့်ထိုးအောင်မြင်ခြင်းကိုမျှော်လင့်ကြရအောင်လို့တိုက်တွန်းခြင်းပါတယ်ဘုရားရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုယ်တော်ကိုကျေးဇူးတင်ပါတယ်တခင်ဘုရားရဲ့သာသနာတော်အမှုတော်တင်းတော်လုပ်ငန်းတွေအောင်မြင်ဖို့ရအတွက်ကိုရရှင်မဆတော်မူပါတကိုးနဲ့ကိုရရှင်အမှုပြုတော်မူပါ အောင်မြင်ခြင်းကိုတိုက်တာတဲ့နေရာမှာလဲဒီအချက်၃ချက်ကိုကျွန်တော်မြင်တွေ့ရဖို့ကြော်မာစားပါဂျေစုတင်တဲ့ဒီနေ့တာလုံးလက်ဝဲအနန္တနဲ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာကြော်ကောင်းကြီးပေး၍ဆက်လက်ပို့ဆောင်လမ်းပြပါမိအကြောင်းတပည့်တော်သားတော်သခင်ယေရှုခရစ်တော်၏နာမ၌ဆုတောင်းအပ်နာပါ၏အာမင်